တမကတော့အကြောင်းသူရဲ့ကောင်းမလေးဖူးဖွဲ့ဖြစ်ပြီးတော့လေးစိတ်မှစိတ်ကောင်းနေပါ ರಿ အကြောင်းကတော့ဖေးဖြစ်သူကမွေးနေ့ကိုတခြားမျိုးတစ်ခုမှကန်ကန်နာနာချင်းပပေးမယ်လို့ပြောပြီးကမှအလုတ်ကိစ္စပေါ်လာလို့ဖြစ်တင်လိုက်လို့ဖြစ်ပါ ರಿ ဖွေးဖွေးရဲ့ဖေးကိုကျော်ကြီးနဲ့မအိမ်မက်တီတာတို့ကအိမ်တော်ကြီးအစ်စင်မပြဖြစ်နေတာကြာပါပြီဖေးဖြစ်သူကိုကျော်ကြီးကဘိုင်းလောက်တူဖြစ်တာမလို့လေရင်ခွင်းထဲကိုလိုက်ရှာရင်လည်းကားစီးတွေကနေလေရင်မလေးတူနဲ့ထွက်လာတာကိုတွေ့လိုက်ရပါ ರಿ ကိုကျော်ကြီးကလေရင်မလေးကို EC ကလေးလုံနေတာဖြစ်ပြီးတော့တမီးဖြစ်သူနဲ့အစီအစဉ်ဝင်တော့မှအိမ်မဲမကြောင့်ဖြစ်လာရတဲ့အထိကိုလည်းနာကြည့်သူဖြစ်ပါ ರಿ ဖွေးဖွေးမိဖြစ်သူတီတာကိုလည်းဘာသာတရားရန်ကန်ရှမ်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ညှဉ်းညူနေပါ ರಿ ကိုကျော်ကြီးလည်းလေရင်မအောင်မှမလို့သူကကိုဖွေးဖွေးစီပေးခဲ့ပြီးတော့ထွက်သွားပါ ರಿ ယ်။ကားပေါ်ကလက်ထက်လက်စုပ်ကိုမြင်မှာဖူဖွေးလဲသူ့ဖေဖောက်ပြန်နေပြီဆိုတာသိရှိသွားပါရယ်။မဖြစ်သူကလည်းရိမ့်မိနေပြီးတော့ဘာသာရေးကန့်ရှိုက်သူ PPE စစ်စစ်ပဲနေနေကြတာဖြစ်ပါရယ်။ဖူဖွေးလဲဘာသာရေးအရန်ကန့်ရှိုင်းလို့နေတဲ့မိခင်ဖြစ်သူကအမလို့အမရဖြစ်ကထွက်လာခဲ့လိုက်ပါရယ်။စစ်ဖြစ်လက်ပြောက်ပြောင်းမောင်လေးဖြစ်သူနဲ့ shopping mall တွေမှာရှောက်လဲနေကြပါရယ်။ မဖြစ်သူတွေကသူတို့မိဘတွေအဆင်မပြေမှာဆိုရင်ကြောင့်ပြောတော့ပွဲဖက်ကနှစ်သိမ့်ပေးလိုက်ပါရီအဲ့ချိန်မှာပဲရုတ်တရက်ဆိုလိုပဲလင်းနှန်းတစ်ခုဖြတ်ခနဲ့ပေါ်လာပြီးတော့ပတ်သားရဲမောင်ဖြစ်သူကပျောက်ရွှင်သွားပါရီပတ်သားနေငါနဲ့လူတွေကိုလုံးပျောက်သွားပြီးတော့ဝေစားရီပဲကြံခဲ့တာမလို့အယံကိုအံ့ဩသွားပါရီပဝင်းချင်းကလူတွေကလည်းသူတို့မိသားစုဝင်တွေချစ်သူမိတ်ဆွေတွေအကုန်လုံးပျောက်သွားလို့အရုံးတုံးကဖြစ်ကုန်ကြပါရီကမောင်းနေနေပျောက်သွားတဲ့သူတွေကြောင့်ကားတိုင်းမှုတွေဖြစ်ကုန်ကြတယ်လို့လူတွေခင်ဗျားလည်းဘာဖြစ်လို့ဖြစ်မှန်းမသိကြပါဘူးကိုကျော်ရဲမောင်းနေရဲ့လေရင်ပေါ်မှာလည်းရုတ်တရက်ဒုက္ခမှုတစ်ခုဖြစ်ပြီးတော့လူတွေချိုးပျောက်ကုန်ပါရီအဲ့ဒီထဲမှာလေရင်မောင်းနေရဲ့အယံပိုင်းလုံးလည်းပါလာကြောင်းလေရင်ကြီးကအောက်ကိုငိုက်ဆိုက်ပြီးတော့ဆင်းလာပါရီ ကိုကျော်ရရနောက်ခန်းထဲမှာလေးမလေးကိုဖုန်ကြောင်နေရာကြောင့်စက္ကန့်ထဲမှာမရှိလိုက်ပါဘူး။ ဒါမဲ့လေရင်ကိုအကောင်းမွန်ဆုံးပြန်လည်ထိလိုက်နေတာကြောင့်အစင်းတော့ပြေသွားခဲ့ပါရီဌာနချုပ်စီဆက်တော်လည်းဘာကြောင့်မှပြန်မလာတာမလို့တခုဖြစ်နေပြီဆိုတာရေးမိသွားပါရီခီးတရီကလည်းသူတို့ဘေးနားမှာပါလာတဲ့လူတွေပျောက်ကုန်လို့ဆိုရင်တော့ကရောက်ပြီးတော့ဘလောင်စုကရန်လုံးနေကြပါရီကြော်ရီလည်းလေရင်ကိုပြန်လှည့်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဖွေဖွေကတော့မြို့ထဲမှာတိုင်ပတ်နေပါရီကျောင်းကားစီချောင်းနဲ့ထွေးကြသွားရမြင်တော့ကဲချင်းစိတ်နဲ့သွားကြည့်ပေမဲ့ကောင်းအောင်မှဘယ်သူမှမရှိနေတာတွေ့လိုက်ရပါရီအိမ်ကိုဖုံးချက်ကြည့်တော့ဘယ်သူမှမကင်နာတီးပြီးတော့သူ့မိတွေ့ဆိတ်ပြီးသွားပါရီမြို့ထဲမှာလည်းခိုးဆိုးလူရဲမှုတွေကိုအစီတက်နေများစွာပါဖြစ်ပျက်ကဖြစ်ရှင်နိုင်ကိုဖြစ်နေပါရီစေယုံမှာလည်းလူတွေကြိတ်ကြိတ်တိုးနေပြီးတော့ဝင်းပေါင်းမဆန်အောင်ကိုဖြစ်နေရပါရီသူ့မိရှိမလားဆိုတဲ့စိတ်နဲ့ ဆေးရုံတွေကိုမှန်ခွဲကဖောက်ဝင်ခဲ့ပေမဲ့မတွေ့ခဲ့ရပါဘူး။ဖြတ်သွားနေတဲ့မွေးကင်းစားကလေးတွေထားတဲ့အခန်းကိုရောက်တော့ဘက်ကလေးမှမရှိနေတာကိုသတိထားမိပါရီ။အဲ့အချိန်မှာပဲကလေးမေတယောက်ထွက်လာပြီးတော့သူ့ကလေးပါဝင်ကဘာကမွေးကင်းစားကလေးတွေအားလုံးပျောက်ဆုံးသွားတာလို့ဆိုပါရီ။အဲ့အချိန်မှာပဲကျော်ရဲကတော့သူတို့နဲ့မြင်ချင်းဆိုင်တက်တဲ့ကနေလင်းတစည်းလာနေရမလို့တိုင်ပတ်နေပါရီ။ထိုလင်းမှာကပိုင်းလုံးနဲ့အူလုံးပျောက်သွားတာဖြစ်ပြီးတော့ခီးတယ်တွေသာကြံနေခဲ့တာဖြစ်ပါရီ။ အော်တိုပိုင်လွတ်နဲ့မောင်းနေနေတာဖြစ်လို့တက်တဲ့ကြီးကို window တော့မှာဖြစ်ပြီးတော့ကြော်အေးကလာရအောင်ရှောင်းအောင်မှာဖြစ်ပါရီတက်တဲ့ကြီးဝင်မတက်အောင်လို့ရှောင်းနိုင်ခဲ့ပြီးမြေထိခိုက်မှုနည်းနည်းဖြစ်ပြီးတော့လေရင်တောင်မှပျက်စီးသွားပါရီလေရင်ကြီးတစ်ခုလုံးတုန်ခါနေပြီးတော့အထက်ကလူတွေကလည်းကို့အပူနဲ့ကို့ပြားခန့်နေကြပါရီအင်ပြောက်လာတဲ့ဖူးခွေးကလည်းမေဖြစ်သူရဲ့ဆွဲကြိုးကိုရေချိုးခန်းထဲမှာတွေ့ရကြအောင်ပျောက်သွားပြီးမန္တလေးသွားပါရီမေဖြစ်သူရဲ့လည်းဆွဲတော်ဖျားစာအုပ်ကိုမြင်တော့အပေါ်ရီလို့ရေရွပြီးတော့လှင်ပြလိုက်ပါရီတသနာရှာဖို့ဖျားချောင်းကိုထွက်လာခဲ့ပြီးတော့ဖုန်းတော်ကြီးစီပြောလိုက်တဲ့စကားကြောင့်ဆုံးသွားသွားပါရီတကယ်တော့အခုလိုဖြစ်မဲ့ဆိုတာကိုတမချန်းစာထဲမှာဟိုရင်ကလေးကဖော်ပြထားပြီးသားဖြစ်ပါရီ အခုဖြစ်ပျက်ကဘုရားသခင်ကိုယုံကြည်တဲ့သူတွေတနည်းအားဖြင့်လူကောင်းတွေကိုနှက်ပီစီခေါ်ဆောင်ပေးသွားတာဖြစ်ပါတယ်။ကျန်နေခဲ့တဲ့သူတွေမှသာယုံကြည်ခြင်းမဲ့နေရေမိစ္ဆာတိရှိရဖြစ်ပြီးတော့ဘုန်းကြီးကိုရိုင်းကလည်းဘုရားသခင်ကိုမယုံကြည်လို့ကြက်ရှိနေကြတာဖြစ်ပါတယ်။ဒေယမမတို့ကျော်ကြီးကလည်းပျောက်သွားတဲ့ပိုင်းလောက်ရဲ့နိုင်ကိုကြည့်ပြီးတော့သူမင်းမပြောနေကြတရားစာတွေကိုတတိယမိသွားတယ်။ဒေယမကျော်ကြီးလည်းဖြစ်ဖြစ်နေတာတွေကိုတဖြည်းနဲ့နားလေစားပြူလာပါတယ်။ဌာနချုပ်နဲ့ဆက်သွယ်ပြန်ရတော့လင်းပြစ်ကြမှုတွေကြောင့်ဆင်းသက်လို့မရအောင်ဆိုပါတယ်။မကြခင်ဘွားကူတော်တော့မှတီးတော့ဖွေးဖွေးစီဆက်သွယ်ပြီးတော့မှားခဲ့တာတွေကိုယင်ဖွင့်ချင်လာတယ်။ဒီချိန်မှာဖွေးဖွေးကလည်းစိတ်သက်ကြနေပြီးတော့စူးစိုက်လို့ပိုတရားမိုးစီကိုတက်လာနေတာဖြစ်ပါတယ်။တရားထိတ်ကိုရောက်တော့မှဖုန်းလိုက်မိသွားပြီးတော့တားဖားနှစ်ယောက်ဖုန်းပြောပြခဲ့ ်ပါတယ်။ကျော်ရေးကလည်းသူမခဲ့တာတွေကိုဝင်ချတောက်မှန်လိုက်ပြီးတော့တားဖားနှစ်ယောက်ပြေးလေသွားကြတယ်။လေရင်ဆင်းလို့ရအောင်လုပ်ပေးမယ်ဆိုပြီးတော့ဆောက်လက်ဆာလမ်းမကြီးကိုရှင်းလင်းပေးနေပါတယ်။ကျော်ရေးလက်လင်းမောကခီးတဲ့ဒီအားလုံးကိုအသက်ရှင်နိုင်နေတဲ့ပါတယ်စဉ်သက်မှုအကြောင်းကိုကြိုတင်ပြောပြထားပြီးတော့ဘုရားဟောအောင်ပြုခိုင်းထားပါတယ်။ ။ဖိုးဖေးပြောတဲ့နေရာကိုရောက်လာပြီးမှမောင်မဲနေရာကြောင့်ဗမာကိုမမြင်ရဘဲနဲ့ဆင်းမရဘဲတိုင်ပတ်နေပါရီ။ဖိုးဖေးကတက်စီနဲ့ပေါက်ကွဲမှုဖြစ်အောင်လုပ်ပေးလိုက်မှမြင်သာသွားပြီးတော့ဆင်းသက်ဖို့ပြင်ဆင်ပါရီ။တက်စီသွားတဲ့တောင်ပိုင်းကြောင့်ဆင်းသက်ရခက်ခဲနေပြီးတော့ပြည်လန်းတစ်ချောင်းမှာဒါစီတချို့ရှိနေရမလို့ပုတ်တိုက်မှုလေးတော့ရှိခဲ့ပါရီ။ခဏခဏနဲ့ဆင်းသက်လာရင်တက်စီကကြီးနဲ့တိုက်မိကနေလက်မတင်လေးလုံမှလေရင်ကြီးကတက်ကနေရက်သွားပါရီ။ခီးတဲ့တွေအလုံးပေးကင်းသွားပြီးမှမျိုးကြီးရတော့လုံးဝကိုပျက်စီးလို့နေပါပြီ။လူတွေကတောက်ကဘာကြီးရဲ့ဆုံးသက်လို့ထင်နေကြပါပြီ။တကယ်တမ်းမှာတော့ဒါကပြက်ကက်ရဲ့အစာပိုင်းပဲရှိသေးတာဖြစ်ပါရီ။ဇာလန်လေးကတော့ဒီနေရာမှာရင်ပြီးဆုံးသွားတာဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ကအခုလိုဖြစ်မလာခင်မှာပါရီလို့တွားချင်ပါသလဲ။အစုံနှိမ့်လိုက်ပါကြည့်ရှုပေး ယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်